တောင်တော့ချင်းမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လွမ်းဝေပါ15ရက်17လ2025ရက်နေ့ရက်သတင်းတွေကိုတင်ဆက်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အတန်းနဲ့သတင်းမတင်တာလဲတော်တော်ကြာပြီတော်တော်ကြာပြီဆိုတော့ကျွန်တော်ဒီအကြောင်းမျိုးမျိုးတွေပေါ့ကျွန်တော်ရဲ့ကိုကြီးကိုတာဒါအခက်အခဲတွေကြောင့်ကျွန်တော်သတင်းမတင်ပြတော့အခက်ခဲဆိုတာတခြားမဟုတ်ဘူးရှားမဟုတ်ဘူးဒီမျက်စိပေါ့မျက်စိဒါကျွန်တော်ဆရာဝန်နဲ့ပြကြည့်ရဲ့ရှင်မဒါကောင်းကောင်းအားယူဖို့ဒါညွှန်ကြားတယ်ဒါကောင်းကောင်းခွားလေးပြန်ဖြည့်ဖို့ ်ညွှန်ကြားတယ်ပြီးရင်ကျွန်တော်စစ်စင်ရေးတွေပါတွေသွားရတယ်ဒါအဲ့တော့ကျွန်တော်သတင်းတွေမတင်ပြဘူးသတင်းတွေလွတ်သွားတယ်ဒါပေမဲ့ဒီနေ့ကစပြီးတော့ကျွန်တော်တက်နိုင်ဆုံးတော့ရရသလိုဒါအချိန်ရရသလိုသတင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမယ်ဟိုပထမဦးဆုံးတပုံးအနေနဲ့လက်ရှိဒါတမတော်နဲ့ MND ဒါ A ကုကဟို sorry ဒီတမတော်နဲ့ဒါ MND A ကုကလက်နက်ကင်တို့နှစ်ဖက်ကြားဒါဆွေးနွေးမှု ဒါတချို့အရာလေးတွေမှာအဆင်မပြေမှုလေးတွေရှိတယ်။ဒါအဆင်မပြေမှုလေးတွေဆိုတာကတော့တစ်ဖက်နဲ့တစ်ဖက်ကဒါသူတို့ကအရင်တည်းကတစ်ကြိမ်နဲ့ညှိနှိုင်းလို့အဆင်မပြေဘူး။နောက်နှစ်ကြိမ်သုံးကြိမ်လောက်ညှိနှိုင်းမှသူတို့အဆင်ပြေတာရှိတယ်။ဒါ우ဒါအကြမ်းဖက်ဒါတစ်ဖက်ပြည်ဖြတ်မီဒီယာတွေရဲ့အုပ်စုတွေမှာတော့ဘာကြီးတင်နေလဲဆိုကိုကန်းနဲ့ဒါတက်နဲ့ဒါညှိနှိုင်းဆွေးနွေးမှုမအောင်မြင်တဲ့အတွက်ဒါရှမ်းမြောက်တစ်ခွန်စစ်ပြန်ဖြစ်တော်မယ်တို့ဘာဖြစ်တယ်ညာဖြစ်တယ်တို့ပေါက်ပန်း၄၀တွေတင်နေရတွေ့တယ်။နော်ကျွန်တော်တွေ့တယ်။အဲ့တော့ဒီဒီဘောဒရာကိုဘာကြောင့်ပိတ်လဲဆိုလို့ရှိရင်ဒါ ျွန်တော်တို့အစိုးရတဲ့သိတယ်ဒါမှမဟုတ်ကျွန်တော်တို့ပြောလို့မရတဲ့အတွက်ကျွန်တော်ကမပြောတာပါမပြောတာတိဘောတရားကအကြောင်းကိစ္စတခုခုရှိတယ်မြောက်ဒီညီနိုင်ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ဒါဆေးရည်တင်းမာတာတွေဘာတွေထက်အာတိဘောတရားကိုဘာကြောင့်ပိတ်တယ်ဆိုတာကလမ်းကြောင်းအချိန်တွေကြောင့်မို့လို့ပိတ်တာဖြစ်ပါတယ်နော်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါဒီနေ့သူတို့ဘလောက်ပဲညှိနှိုင်းဆွေးနွေးမှုမအောင်မြင်ပါဘူးပဲပြောပြောအောင်မြင်ပါတယ်ပြောပြောဒါမြေပြင်မှာတွေ့ရတာကအောင်မြင်မှုရလက်အကောင်းဆုံးလို့ပြောလို့ရတဲ့အနေအထားတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုလက်ရှိဒါတက်မတော်နေ ဒါအချို့ဒါရဲဝန်နဲ့အချို့ဒါစစ်တုံးမှဖြစ်သွားတဲ့ဒါ MND A ကိုကန်လက်နက်တွေကိုင်နေရဲ့ဒီဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့ဒါတမတော်သားစစ်တုံးမှအချို့ဒါဒီနေ့15ရက်17လ2025ရက်နေ့မှာပဲဒါ200ကျော်200ကျော်လွတ်လာပါပြီเนาะ200ကျော်လွတ်လာပြီဒါလက်ရှိကျွန်တော်တို့တိတိကျကျကတော့ဒါပညာရေးရှင်မှခွဲထားတယ်ဟော sorry ပညာရေးရှင်မှမဟုတ်ဒီတိုက်စီ၄ပေါ့တိုက်စီ၄မှခွဲထားတယ်ဒါတမတော်ဒီကိုတရားမှခွဲထားတယ်ပြီးရဲ့ဒီ ပညာရေးရှိမှလည်းခွဲထားတယ်လို့သိရတယ်နော်အဲ့တော့မိသားစုတွေကိုဒါကျွန်တော်အမည်နာမည်တို့အမည်စင်းရရင်ကျွန်တော်ဆက်လက်ပြီးတော့တက်ဆက်ပေးမယ်ဒါဒီနေ့တော့200ကျော်လွတ်လာပါတယ်လက်ရှိဒါလာရှုကိုရောက်ပါပြီအဲ့တော့ဒီဟိုပါပေါ့တွေးဆုပ်တွေးကွန်းကတော့အာအခုချိန်ထိတော့ဘယ်သူမှတော့တွေးကွန်းမပေးသေးဘူးလို့ကျွန်တော်တို့သိရတယ်ပြီးလို့ရှင်တော့ဒါမိသားစုတွေအားလုံးစုံလင်စွာပြန်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ပါလာတဲ့လူတွေလည်း ဝမ်းသာရမှာဖြစ်တယ်လို့မပါသေးတဲ့ကျွန်တော်မြို့ဝပြည်သူတွေလည်းဆက်လက်ပြီးတော့စောင့်မျှော်ပေးပါနော်ဒါ MND နဲ့ဒီ MND A ကုကန်လက်နက်ကိုင်နဲ့ဒါတက်နဲ့ညှိနှိုင်းဆွေးနွေးမှုတွေကယာကိုင်တော့အပြည့်အောင်မြင်မှုတွေရှိပါတယ်နော်ယာကိုင်တော့အပြည့်အောင်မြင်မှုတွေရှိတယ်ပြီးလို့ချင်းဒီရှမ်းမြောက်တခွန်စစ်ပြန်ဖြစ်မှာလားဆိုတဲ့ဒါမိခွန်းနေမေးနေတဲ့ကျွန်တော်မြို့ဝပြည်သူတွေလည်းဒါဒီနေရာကနေကျွန်တော်ဖြေပေးလိုက်ပါမယ်ဒီရှမ်းမြောက်တခွန်စစ်ဖြစ်စရာအကြောင်းဘာမှမရှိတော့ပါဘူး မမမရှိတော့ဘောလုံးနှစ်ဦးနှစ်ဖက်ဒါညီနိုင်ဆွေးနွေးမှုတွေအဆင်ပြေထားသလိုဒါတစ်ဖက်ကဒီ TLA နဲ့လည်းဒါတက်တဲ့ညီနိုင်ဆွေးနွေးမှုတွေအဆင်ပြေတယ်ဒါသူတို့အနေနဲ့ဒါ TLA အနေနဲ့မိုးကုတ်မိုးမိတ်ကနေပြီးတော့ဒါ20ရက်နေ့နော်17လပိုင်း20ရက်နေ့ဆက်တယ်ပြီးတော့သူတို့တွေစုတ်ခွာမယ်ဒီ25ရက်နေ့နောက်ဆုံးထားပြီးတော့သူတို့စုတ်ခွာရမှာဖြစ်ပါတယ်စုတ်ခွာမှာ ဖြစ်တာသူတို့ကိုယ်တိုင်ကလည်းဒါစုတ်ခွာမယ်ဆိုပြီးတော့ဂတိလက်မှတ်တွေထိုးပြီးသားဖြစ်တဲ့အတွက် ရှမ်းမြောက်တခွန်ကပြန်ဖြစ်စရာတော့မလိုပါဘူးဒါပေမဲ့မိုးကုတ်ကတော့ဒီမိုးကုတ်မိုးမိတ်ကတော့ဆက်လက်ပြီးတော့ဆက်တော့ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဖြစ်လာတာဘာလို့လဲဆိုတော့ဒါအကြမ်းဖက် PDF တွေအနေနဲ့ဒါမိုးကုတ်ကိုမိုးကုတ်မိုးမိတ်ကိုသူတို့တတ်နိုင်အောင်သူတို့လွင်အားနဲ့ဟိုဆက်လက်ပြီးတော့ကာကွယ်သွားမယ်မြို့မပေးနိုင်ဘူးဆိုတော့ဟိုသူတို့ရဲ့ထုတ်ပြန်ချက်တွေတွေ့ရတယ်ဒါနဲ့ပတ်သက်ပြီးသူတို့ဘလောက်ကာကွယ်နိုင်မလဲသူတို့ဘလောက်ထိထိန်းချုပ်နိုင်မလဲအကြမ်းဖက် PDF ဆိုတာကသူများဖင်ချတာလက်တခြားလက်နက်ကင်တွေဖင်ချတာခံနေရတဲ့ကောင်တွေအဖန် ိုးတက်ကဖင်ချလဲခံရတယ်ဒီကောင်းနေမှာနော်တက်မတော်ဖင်ချလဲခံရတယ်ကိုကန်းကဖင်ချလဲခံရတယ်ပလောင်ကဖင်ချလဲခံရတယ်အေရဖင်ချလဲခံရတယ် KN ရဖင်ချလဲခံရတယ်တလောကလုံးဖင်ချတာခံနေရတဲ့ဟိုဒီအကြမ်းဖက် PDF တွေကမိုးကုံမျိုးကိုသူတို့ထိန်းချုပ်မယ်ဟိုဟွာလုံးမယ်ဆိုကာကွယ်မယ်ဆိုတော့သူတို့ဘလော့ဒီကာကွယ်နိုင်မလဲဆိုတာကျွန်တော်တို့ကစောင့်ကြည့်မှဖြစ်ပါတယ်နော်အဲ့တော့ပြီးမှတမတော်ကပြည်သူကိုပြစ်တယ်ပြည်သူကိုတတ်တယ်ဆိုပြီးတော့မပြောပါနဲ့နော်အမိုးကုတ်ကလည်း ဒါတက်မတော်ကပြန်မဝင်သေးဘူးဒါ25ရက်နေတော့ဒါကြံပတ်တရလေးတွေဒါပြန်ဆုတ်သွားဖို့သဘောတူညီမှုရထားပြီဖြစ်တဲ့အတွက်သူတို့ဆုတ်သွားတာနဲ့တပြိုင်တည်းတက်မတော်ကအဲ့ကိုထိုးစစ်ကောင်းကောင်းဆင်ပါလိမ့်မယ် ဒါတော့တစ်ချက်ပေါ့ဒါရှမ်းမြောက်ချိန်နဲ့ပတ်သက်ပြီးပြောပြတာဖြစ်ပါတယ်အဲ့တော့ရှမ်းမြောက်ချိန်နဲ့ပတ်သက်လို့တော့ဒါနောက်ဆုံးပိတ်နော်တက်မလို့ဒီဒီနေ့ MND A ကိုကလက်နက်ကင်တွေကနေပြီးတော့ဒါတက်မလို့သားစစ်တုံးမှချုပ်200ကျော်ဦးဒါဒီနေ့ပြန်လွတ်ပေးတယ်လာရှုဦးရောက်ပါပြီဒါလေးနဲ့ပိတ်တယ်နောက်တစ်ခါတော့ဒါရခိုင်နဲ့ပတ်သက်လို့ပြောပြမယ်ရခိုင်နဲ့ပတ်သက်လို့ရခိုင်မှာဒါတက်မလို့ကထိုးစစ်တီကောင်းကောင်းဆင်နေပြီကောင်းကောင်းဆော့ဆော့နေတယ်တက်မလို့ကဒါငကူကားထက်စစ်ရေးကိုကောင်းကောင်းအသုံးချပြီးတော့ဒီရခိုင်ကို ထိုးစစ်တွေဆင်နေတယ်ရခိုင်မှာတော့ဆက်လက်ပြီးတော့တိုက်ပွဲတွေကတောက်လျှောက်ရင်းထန်နေပါတယ်အဲ့တော့ဒါအကြမ်းဖက်အေးထွန်းမြတ်နိုင်ကတော့ဒါစောက်ကြီးစောက်ကြဲတွေပြောပြီးတော့ဒါတက်နေညှိနှိုင်းဆွေးနွေးမှုလုပ်တဲ့အချိန်မှာတော့သူတို့အနေနဲ့ဟိုစစ်မဖြစ်ဖို့အတွက်ပေါ့စစ်ကိုသူတို့ပုံဖော်ခဲ့တာလေအခုမှစစ်ကိုရက်ပေးပါဆိုတော့ဘယ်သူကစစ်ကိုပုံဖော်တာလဲဘယ်သူတွေကစစ်ကိုတောင်းတတာလဲเนาะအဲ့တော့သူတို့တောင်းတလို့တက်မတော်ကိုအောင်ပြတာလေတက်မတော်ကိုအောင်ပြတာက ကိုလက်ရှိတက်မလို့ရဲ့ထိုးစစ်တွေကိုဒါအကြမ်းဖက်အေအနေနဲ့မခံနိုင်ဘူးမခံနိုင်တော့သူတို့ပါလို့လဲညူလေးမျိုးကိုပြန်ပြီးမယ်ညူလေးမျိုးကိုပြန်ပြီးမယ်ကျန်တာတွေကိုသူတို့ရဲ့ဒါကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာဖြစ်တတ်မှတ်ပေးရမယ်ဆိုတဲ့စကားတွေထွက်လာတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါတက်မလို့ကလုံးဝလက်မခံဘူးအဲ့တော့သူတို့ပေးမဲ့ညူလေးမျိုးကိုလည်းမယူဘူးအဲ့တော့တက်မလို့ကတော့တောင်းတာရှင်းရှင်းလေးပဲတက်မလို့ကဒီတလောကလုံးရှိတဲ့ဒီအကြမ်းဖက်အေတွေဒါထိန်းချုပ်ထားတဲ့ယာယီထိန်းချုပ်ထားတဲ့နေရာတွေနဲ့အကုန်လုံး ေတွေပြန်ဆုတ်သွားအဲဒါဆိုလို့ရှင်တော့အဆင်ပြေမယ်ဆိုပြီးတော့ဒါညီနိုင်ဆွေးနွေးနေရတယ်ရှိပါတယ်အဲ့တော့အေနဲ့တက်မတော်လဲဒါကြားထဲမှာဆက်ဆက်လေးတွေညီနိုင်ဆွေးနွေးနေရရှိပါတယ်သူတို့လည်းအဆင်ပြေတယ်ဆိုလို့ရှင်တော့ဒါအကြံဘက်အေတွေဒါဖန်စီချုံအောင်ထားတဲ့စစ်တုံးမနေလဲပြန်လာရမှာဖြစ်ပါတယ်မက်ဆီဒါပလောင်ကလည်းသူတို့ပြန်ရမယ့်နေမြေထဲမှာဒါစစ်တုံးမအချို့ကိုပြန်လွတ်ပေးထားခဲ့တာတွေတွေ့ရပါတယ်တွေ့ရပါတယ်ဒါကတော့ရခိုင်နဲ့ပတ်သက်ပြီးတော့ဒါပြောပြတာဖြစ်ပါတယ် ရခိုင်မှာတော့တက်မတော်အောင်မြင်မှုတွေတော်များများဆက်လက်ပြီးတော့ရယူနေပါတယ်။ပြီးလို့ရှင်ဒီဘက်ဒီစကိုင်းဘက်မှာလည်းဒါတိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နေပါတယ်နော်။အဲ့ကျွန်တော်အကြမ်းမြင့်လေးပဲချုပ်ပြီးပြောခဲ့မယ်။ဒါရခိုင်ဘက်မှာဒီ KIA ဘက်မှာလည်းဒါတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်။ဒီ KIA ပြည်နယ်ဘက်မှာလည်းဒါဆက်လက်ပြီးတော့တိုက်ပွဲတွေကပြင်းထန်နေစေကာလတွေရှိပါတယ်။ရှိပါတယ်။ဒါတော့ဒီနေ့သတင်းတွေနေပြီးတော့အတူချုပ်ပြီးတော့တင်ပြပေးခဲ့တာဖြစ်ပါတယ်နော်။နောက်တစ်ခါတော့ဒါရန်ကုန်မှာဒါရွေးကောက်ပွဲကိုဒါနောက်ရှက်ဟန်တာလို့တဲ့စိတ်နဲ့ နော်ဒီကြော်ညာဆိုင်းဘုတ်တွေပေါ့နော်ကြက်ခံရေးဆိုင်းဘုတ်တစ်ဆောင်ရယ်ပြီးလို့ရှိရင်ပြည်သူပါတီဆိုင်းဘုတ်တစ်ဆောင်ရယ်နောက်ကပြီး၃လုံးဒါပြည်သူ၈ဆောင်ပါတီဆိုင်းဘုတ်တွေကိုဒါဖြည့်ဆည်းပြီးတော့ဒါဖြိုလဲခဲ့တဲ့မြို့သား၄ဦးကိုတက်မတော်ဖမ်းဆုပ်ဟိုဖမ်းဆီးချုပ်နှောင်ပြလိုက်ပါပြီအဲကျွန်တော်အများနဲ့ပြောနေကြစကားတိုင်းပဲခင်ဗျားတို့ online ပေါ်မှာဟာဟာပေးတာတောင်မှရေကောက်ပွဲနဲ့ပတ်သက်ရင်လုံးဝလက်မခံဘူးလို့ပြောပြီးသားဖြစ်တဲ့အတွက် အခုလို့လောက်ရမျိုးကအနေသုံးထောင်နဲ့10နှစ်လောက်တိကျသွားနိုင်တယ်။ခင်ဗျားတို့အကြမ်းဖက်တွေအားပေးအကြမ်းဖက်မီဒီယာတွေရဲ့မိုင်းတွေမိပြီးတော့ခင်ဗျားတို့ပောက်ပန်း၄၀တွေမလုံးနဲ့ခင်ဗျားတို့ထောင်နှန်းဆန်သွားရမယ်။ထောင်နှန်းဆန်သွားရမယ်။အဲတက်မတော်ကရွေးကောက်ပွဲနဲ့ပတ်သက်ရင်လုံးဝလက်မခံတာဖြစ်တဲ့အတွက်ခင်ဗျားတို့ online ပေါ်မှာလည်းဟားဟားတွေပါတယ်။သွားပြီးတော့ပောက်ပန်း၄၀တွေရှောင်မလုံးနဲ့။မဟုတ်မြေပြင်မှာလည်းအဲ့လိုမျိုးရွေးကောက်ပွဲကိုပြက်ပြားလို့တဲ့စိတ်တွေဟိုအကြမ်းဖက်တွေရဲ့မိုင်းတိုက်တာတွေကိုနားရောင်ဝပြီးတော့လူငယ်တွေသွားပြီးမမားမိနေတဲ့ မင်းတို့တွေငငယ်ရွယ်နဲ့ထောင်နှန်းဆန်သွားရမယ်နော်ဒါလေးတွေတို့ချုပ်ပြီးပြောလိုက်ပြစီဒါတော့ယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါကြောပြခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ယူကောက်ပွဲကိုလည်းဒါတနိုင်ငံလုံးပူးပေါင်းပါဝင်မှုလို့ပါတယ်အဲ့တော့ဘဲပါတီကိုမဲပေးရမယ်ဆိုတာကျွန်တော်တို့ကတော့မပြောလို့ပါဘူးအဲ့တော့ပြည်သုံးလုံးကိုလည်းပေးလို့ရတယ်ကြက်ခံရေးကိုလည်းပေးလို့ရတယ်ကြံတဲ့ဒါပြည်သူပါတီတွေလည်းပေးလို့ရတယ်ဒါကိုကြိုက်နှစ်သက်ရာပါတီကိုပေးလို့ရတယ်ဒါပေမဲ့အမှန်တကယ်လှုပ်လို့ဖို့တော့လိုတယ်နော်အဲ့တော့ညာတို့က အလုတ်ရှင်သူတို့ကအလုတ်သမားနော်အဲ့တော့ခင်ဗျားတို့မဲပေးလိုက်တဲ့လူကိုခင်ဗျားတို့ကအလုတ်ခိုင်းတာနဲ့တူတူပဲမင်းတို့ဓာရီလုံးဆိုတော့ခိုင်းတာနဲ့တူတူပဲအဲ့တော့သူတို့ခင်ဗျားတို့ခိုင်းကျွန်တော်တို့ပြည်သူတွေခိုင်းနေဟာကိုအဲ့ကောင်တွေလောရတာဖြစ်တယ်လောရတာဖြစ်တယ်အားကြောင့်မလို့ခင်ဗျားတို့ကခိုင်းကျင်တယ်ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲမှာပူအောင်ပါဝင်မှုလိုတယ်အသေးချာကမဲတပြားကိုပေးဖို့လိုတယ်အဲ့တော့ကိုပေးလိုက်တဲ့မဲကလည်းနိုင်ငံအတွက် တကယ်အမှန်တကယ်လုံးလုံးနိုင်တဲ့ခေါင်းဆောင်မျိုးကိုပေးတတ်ဖို့တော့လိုတယ် ဒီ NLD NLD လို့ဟာမျိုးတွားပြီးမဲပေးမိရင်တော့ညတို့မိအေးနှခါနာဖြစ်တယ်လို့ဖြစ်သွားမယ်တခိုးကြမိုးတွေကိုမဲပေးမိတဲ့အတွက်နိုင်ငံကအခိုးလဲအခိုးခံရတယ်ပြက်လဲပြက်စီးတယ်နိုင်ငံလဲပြက်စီးတယ်အခိုးခံရနိုင်လဲလုံးဝအများကြီးနော်အဲ့တော့သူတို့ရဲ့ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုတိုင်တော့ခိုးတာနော်ဒေါ်ဆန်းစုကြည်ကခိုးလဲခိုးတယ်လက်လန်းစားတယ်အာဂရိမှုလည်းအများကြီးကျူးလွန်တယ်အဲ့တော့နိုဘယ်ဆုရှင်ကြီးတဲ့နော်နိုဘယ်ဆုရှင်ကြီးက မြန်မာနိုင်ငံကတည်ရန်ဇာတတတော်များများကိုခိုးတာခိုးတာနော်ပိုးစိုးပဆက်ခိုးတာအဲအကြောင်းလဲထောင်ကြတာဖြစ်ပါတယ်နော်ထောင်ကြတာဖြစ်ပါတယ်နောက်ဆုံးသူတို့ခိုးကြမရှိဘာဆက်ခိုးလဲမဲပါထက်ခိုးတဲ့အတွက်ကိုအဲ့လိုဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံကိုတကယ်အလုပ်လုပ်တဲ့ပါတီကိုမဲပေးဖို့လိုတယ်တခိုးပါတီကိုမပေးဖို့လိုတယ်အဲ့တော့မထူးလေဗျာကျွန်တော်တို့ကသူတို့ခိုးခိုင်းတာနဲ့အတူတူဖြစ်နေတဲ့အတွက်တကယ်မခိုးဘဲနဲ့နော်ကြက်ခံရေးတို့ဘာတို့ခင်ဗျာ၅နှစ်ကာလအုပ်ချုပ်သွားတယ်ဘလို့ကောင်းအောင်လုပ်ပေးခဲ့တယ်ဒါတွေ